သားပေါင်းဘေးအနီးရဲ့အသွေးသွေးကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မကတော့ချူပါ။ဒီနေ့မက်လ15ရက်စနေနေ့အတွက်တက်ဆက်ပေးမဲ့သတင်းကောင်းစင်တွေကတော့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အလုံသမားဝန်ကြီးဌာနတို့ကထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုံသမားအဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း ကနေဒါနိုင်ငံမှာကနေဒါလွှတ်တော်အမတ်နဲ့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့ကမြန်မာကနေဒါအတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့တဲ့တည်။ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကတန်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့တဲ့တည်။နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် MPT PDF ပထမဦးဆုံးအကြိမ်တပ်မှုငယ်တနန်းစင်ပွဲပြုလုပ်ခဲ့တဲ့တည်။အကြမ်းဖက်စစ်ကောင်စီရဲ့ပူးလူတူအခြေဆိုင်ခြေကုပ်စခန်းကိုတော်လန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးသေဆုံးပြီး12ဦးထိုင်းနိုင်ငံထဲထွက်ပြေးသွားပြီဆိုတဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံအတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်ပထမအဆုံးတိဆက်ပေးမှာကတော့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အလုပ်သမားဝန်ကြီးဌာနတို့ကထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝင်ကြီးဌာနနဲ့အလုပ်သမားဝင်ကြီးဌာနတို့ကထိုင်းနိုင်ငံရောက်မြန်မာပြည်သူတွေရဲ့အခက်အခဲတွေကိုဆွေးနွေးနိုင်ရေးအတွက်ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းများနဲ့တွေ့ဆုံဆွေးနွေးမှုကိုမတ်လ23ရက်ကပြုလုပ်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာအလုပ်သမားရေးရာကိစ္စများနဲ့ပတ်သက်တဲ့ Work Permit တက်တန်းတိုးခြင်းကိစ္စမှာအကြံဖက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံရဲ့ပါဝင်ပတ်သက်မှုမရှိစေဘဲထိုင်းဖက်ချမ်းမှသာလှုပ်ထုံးလုံနေအတိုင်းဆောင်ရွက်ပေးရေး ထိုင်းနိုင်ငံအတွင်းနေရအနှံ့အပြားအမျိုးမျိုးပြပြီးတော့စီမံချက်ဖြင့်မြန်မာရွှေပြောင်းအလုပ်သမားများအားဖမ်းဆီးခြင်းစစ်မှုရန်ဥပဒေကြောင့်ထွက်ပြေးတိမ်းရှောင်လာသူများကိုနေဆက်တလျှောက်ဖမ်းဆီးပြီးတော့အကြမ်းဖက်စစ်ကောင်စီထံသို့ပြန်လည်အနှင်းတဲ့ကိစ္စရပ်များမြန်မာရွှေပြောင်းအလုပ်သမားများရဲ့တာသမီများအတွက်ပညာသင်ကြားနိုင်ရေးကိစ္စရပ်များအစရှိရဲ့လက်တလောကြုံတွေ့နေရတဲ့အကျက်တဲများကို ဖြည့်ရှင်းနိုင်မဲ့နီးလန့်တွေကိုအပြန်အလှန်အကြံပြုပြီးတော့ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကိုနိုင်ငံသားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါ်စင်မအောင်အလို့သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေနဲ့တာဝန်ရှိသူများထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလို့သမားအရေးဆောင်ရွက်နေသောအဖွဲ့အစည်းများမြန်မာရွှေ့ပြောင်းအလို့သမားများတက်ရောက်ခဲ့ကြတယ်လို့အလို့သမားဝန်ကြီးဌာနကတည်င်းထုတ်ပြန်ထားပါတယ်ရှင် ဆက်လက်ပြီးတော့ကနေဒါနိုင်ငံမှာ ကနေဒါလွှတ်တော်အမတ်နဲ့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့ကမြန်မာကနေဒါအတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့တဲ့တင်ပြတင်ဆက်ပေးပါမယ်။ကနေဒါနိုင်ငံတိုရိုတိုမြို့မှာကနေဒါလွှတ်တော်အမတ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့ကမြန်မာကနေဒါအတိုင်းဝိုင်းနဲ့တွေ့ဆုံမှုကိုမက်လ17ရက်ကပြုလုပ်ခဲ့ကြပါတယ်။ မြန်မာဒီမိုကရေစီအရေးကနေကနေဒါလွှတ်တော်မိတ်ဆွေများအဖွဲ့ Parliamentary Friends of a Democratic Burma PFODB ရဲ့ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သူနိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Shadow Minister လည်းဖြစ်သူကနေဒါ Conservative Party ရဲ့လွှတ်တော်အမတ် Garnet Genius နဲ့သမ္မတရုပ်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောတို့ကမြန်မာကနေဒါအတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့တာပါလွတ်တော်မှဂါနက်ဂျီနီယပ်စ်ကကနေဒါအစိုးရအနေဖြင့်မြမအရေးအတွက်အကူအညီပို့တိုးပေးရန် အထူးသဖြင့်လူသားစာနာမှုအကူအညီများတိုးမြှင့်ပေးအပ်ရန်အမျိုးသားညီညွတ်ရေးအစိုးရကိုတရားဝင်အသိအမှတ်ပြုရန်တိုက်တွန်းဆောင်ရွက်နေသူတို့လည်းဖြစ်ပါသည်။တွေ့ဆုံပွဲအတွင်းမှာပြောခွင့်ရဦးကျော်စောကမြန်မာနိုင်ငံရှိအကူအညီလိုအပ်နေသူများအတွက်လူသားစာနာမှုဆိုင်ရာတက်ကဲအကူအညီများအထူးသဖြင့်စစ်ပေးဆောင်များအတွက်အကူအညီများတိုးမြှင့်ပေးအပ်ရန်တိုက်တွန်းပြောဆိုခဲ့ပါသည်။ ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရကိုတရားဝင်အစိုးရအဖြစ်ကနေဒါအစိုးရက အသိမှတ်ပြုရေးဆက်လက်တိုက်တွန်းလှုပ်ဆောင်ပေးရန်လည်းပန်ကြားခဲ့ပါတယ်။ကနေဒါရောက်မြန်မာနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူမြန်မာနိုင်ငံသားများထံမှအချက်အသေးတွေ့နေရသူများကိုလည်းအကူအညီပေးရန်တိုက်တွန်းပြောဆိုခဲ့ပါတယ်။ကနေဒါလွှတ်တော်အမတ်မှလည်းမြန်မာကနေဒါအတိုင်းဝိုင်းနဲ့ရင်းနှီးစွာအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သမ္မတရုံးကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့ဒေါက်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကတန်မတ်ကြီးဥကြုံမိုးထုံးနဲ့တွေ့ဆုံခဲ့တဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်ရဲ့အတိုင်မြင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကကိုထိန်လေးအဆိုရင်တော့အမေရိကန်ပြည်အောင်စုကို Suit 80 Birthday Campaign အတွက်ရရှိနေစဉ်အတွင်းမှာနယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာမြန်မာတန်ယုံသို့သွားရောက်ခါတန်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့ပါတယ်။တန်မတ်ကြီးဦးကျော်မိုးထွန်းကလည်းကိုထိန်လင်းကိုတန်ယုံဧည့်သည်ဆောင်မှာတရေတနည်းတွေ့ဆုံခဲ့ ိုထိန်လင်းကတန်မကြီးအတွက်စု80ဘတ်ဒီအမှတ်တရထုတ်ဝေတဲ့ပြက်ကတင်ကိုလက်ဆောင်ဖြစ် ပေးအပ်ခဲ့ပါတယ်တမ်မကြီးကလည်းကိုထိန်လေးရဲ့ခီးစဉ်များအကြောင်းမေးမြန်းကကမ်ပိန်းအတွက်အောင်မြင်ပါစေကြောင်းနဲ့လိုအပ်တာတွေကူညီဖို့ရှိရလို့လည်းပြောကြားခဲ့ပါဗျ။မက်လ23ရက်နေ့ကကျင်းပခဲ့တဲ့ UN event မှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ပေးသည့်အမျိုးသမီးများကလေးများခံစားခဲ့ရတဲ့ post trauma stress disorder PTSD အကြောင်းကိုလည်းအလေးပေးဆွေးနွေးခဲ့ပြီးရော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိတယ်။လူဦးရေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အသေးစိတ်အခြေအနေကိုပါတပါးတဲ့တင်ပြဆွေးနွေးခဲ့တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးထားပါဗျ။ဒီခီးစင်မှာမိခင်ဖြစ်သူဒေါ်ဆန်းစုကြည်နဲ့အတူမတရားဖက်စီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ဖို့ မြန်မာနိုင်ငံရဲ့စစ်ဘေးကံပြည်သူတွေအမြန်ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရရှိဖို့ဦးစားပေးလှုံ့ဆော်ပြီးတော့အမေရိကရောက်မြန်မာနယ်ဖွားများကူညီထောက်ပံ့ပေးသူများနဲ့တွေ့ဆုံသွားမှာဖြစ်တယ်လို့လဲကိုထိန်လင်းကအသိပေးထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် MPD PDF ကပထမအကြိမ်တပ်မှုငယ်တင်းနှဲစင်ပွဲပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနနေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော် MPD PDF ရဲ့ပထမအဆုံးအကြိမ်တပ်မှုငယ်တင်နန်းစင်ပွဲကိုမက်စလ14ရက်ကပြုလုပ်ခဲ့ကြပါတယ်။အဆိုပါတင်နန်းကိုကာကွယ်ရေးဝင်ကြီးဌာနလေပိုင်းတိုင်းစစ်ဌာနချုပ်ဗျူဟာမတ်စခွန်အောင်လက်ရှိအမှတ်804 901 902နဲ့903တည်ရင်တို့ကရဲဘော်89ဦးကိုတပ်မှုငယ်တင်နန်းပို့ချခဲ့တာဖြစ်ပြီးရောတင်နန်းကာလကနှစ်လကြာမြင့်ခဲ့တယ်လို့သိရပါဗျ။တင်နန်းစစ်ပွဲမှာကာကွယ်ရေးဝင်ကြီးအားပေးပို့တဲ့တဝင်လွှာကိုဖက်ကြားတာနေပြည်တော် PDF စစ်ဦးစီးချုပ်ဒုစစ်ဦးစီးချုပ်ဘျူဟာဆက်ခွန်တာဝန်ရှိသူနဲ့ KNY Free Burma Ranger ရဲ့ဒုတာဝန်ခံတို့ကအမှားစကားများပြောကြားခဲ့ပါဗျ။ အဲဒီနောက်တမုန်းငယ်တင်တဲ့ဆင်ပွဲအတွက်မဟာမိတ်တပ်ဖွဲ့အသီးသီးကပေးပို့လာတယ်။တဝန်လာများကိုလည်းဖတ်ကြားခဲ့ရလို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့အကျန်းဖတ်စစ်ကောင်စီရဲ့ပိုးလူတူအခြေဆိုင်ခြေကုပ်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိပြီးအကျန်းဖတ်စစ်ကောင်စီတပ်သား12ဦးသေဆုံးပြီးတော့12ဦးကထိုင်းနိုင်ငံထဲသို့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းတင်ဆက်ပေးခြင်းပါတယ်။ ဖန်အခန့်ရိုင်ပိုင်ကြုံမြို့နယ်အတွင်းရှိအကျန်းဖက်စစ်ကောင်စီတက်ဆွဲထားတဲ့ခလာရ31.1248ပူလူတူအခြေဆိုင်ချင်းကုန်စကန်ကိုမက်လ14ရက်မှာအပြည့်အသက်သိမ်းပိုက်ရရှိခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။အကျန်းဖက်စစ်ကောင်စီရဲ့ပူလူတူစကန်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာခွနဲ့ ကရင်22ကဥဆောင်ပြီးတော့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNTO နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအပြစ်သက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။စကန်းသိမ်းတိုက်ပွဲကာလအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးသေဆုံးပြီး17ဦးမှာထိုင်းနိုင်ငံဘက်ကိုလက်နက်ငယ်2လက်လက်ပစ်ပုံ3လုံးနဲ့အတူထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်သူ17ဦးထံမှာ3ဦးမှာဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲအတွင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှရဲဘော်၃ဦးမှတိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပြီးရော၆ဦးမှဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချိန်မဝေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရမပင်မြို့နယ်မှာအောင်လံလွင့်မြေရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မြေရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်ဆက်တက်ကြာရှောင်းရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ကချင်ပြည်နယ်ဖားကတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီအား ILO ရဲ့ပုံမှန်33အရာအရေးယူပင်းရန်ဆန္ဒပြတောင်းဆိုမှုကိုအရက်ဖက်တော်လှန်ရေးအင်အားစု၄ဖွဲ့ပေါင်းကဒီနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။ အာနာရှင်စန့်ကျင်ရေးတပိတ်အင်အားစုများက ILO Implement Article 33မြန်မာနောင်2025ကောင်းစဉ်နဲ့ဆန္ဒပြခဲ့တာပါဒီလှုပ်ရှားမှုကိုဆေးရနာရှင်စန့်ကျင်ရေးလူတုကွန်ရက်ဖားကန်ຫນွေဦးသစ္စာအဖွဲ့ຫນွေဦးရောင်နီတာမန်ခန့်အဖွဲ့ဖားကန်မော်လဲတပိတ်အင်အားစုမှအရက်ဖက်တော်လိုင်းအင်အားစုများကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ် ရမက်ပင်မြို့နယ်ရဲ့နောက်ပညာမလှည့်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကျန်းဖက်စစ်တပ်ကြာရှောင်းရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုစောင့်ပြီးအကျန်းဖက်စစ်တပ်ကြာရှောင်းရေးဟစ်ကြီးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ ဒါကတော့မက်လ15ရက်သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။